ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါတယ် Champion ပြေးတတ်တဲ့အားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်တို့ Super Sunday ကအစုစုပေါင်းနှစ်ပွဲပဲရှိတယ် အဓိကနှစ်ပွဲဆိုတဲ့ချက်ကဘာလဲဆိုတော့ကျွန်တော်စနေနေ့မှာပွဲအများကြီးကန်လိုက်တယ်ဒီတစ်ပတ်ကဥရောပချန်ပီယံလီးရဲ့ယူရိုပါလီးရဲ့ conference တွေကန်မယ်အထူးဖြင့်ကျွန်တော်စူပါဆန်ဒေးမှာလည်းဥရောပပွဲကန်မယ် Newcastle United တို့ Manchester City တို့ရဲ့ပွဲတွေလည်းကြံ့နေဒါပေမဲ့ Super Sunday ကတော့ကပွဲပေါ့လေစနေနေ့ကပွဲအများကြီးကန်သွားတယ် United ကန်တယ် Arsenal ကန်တယ် Chelsea နဲ့ Spurs ကန်တယ် Liverpool ကန်တယ်ကြီးကြောက်ကြီးကနေ၄သင်းကန်ပြီးတော့အခုလောလောဆယ်အနေထားရ Sunday မှာနှစ်ပွဲပဲရှိတယ်တပွဲက West Ham United နဲ့ Newcastle Nuno Aspido Santo တို့က under pressure ဖြစ်မဲ့ပွဲဖြစ်တယ်။နူနိုကင်နာတာနှစ်ပွဲရှိတယ်။နှစ်ပွဲလုံးရလဒ်မကောင်းထားဘူး။တော်တော်ကိုဆူဆူဝဝနဲ့ခြေစွမ်းကျနေတယ်။အထူးသဖြင့် Nuno Espirito Santo သူကြိုက်ထားတဲ့ပွဲမှာ Leeds ကိုလည်းသူရှုံးတယ်။ Back က Brentford ကိုရှုံးတယ်။သူရဲ့စပြီးပထမဆုံးပွဲက Brentford နဲ့ပွဲ။အဲ့ပွဲမှာလည်းရှုံးတယ်။ Leeds ကိုလည်းရှုံးထားတဲ့အချိန်မှာသူ Arsenal ကိုလည်းသူရှုံးထားတယ်။ဆိုတော့ Nuno ကသူဆက်စားခြင်း struggle ဖြစ်နေတဲ့အချိန်မှာ Newcastle က ပန်တောင်းအပန်တောင်းလေးတွေဖြစ်နေတယ်။ယူကဆယ်ကအင်ကွင်းအရန်ကောင်းတယ်ဗျ။အဝေးကွင်းမှာဘုံမောက်ကိုသူတည်ကြတယ်။ပြီးခဲ့တဲ့ဘက်က bright down ကိုရှုံတယ်။ဒါပေမဲ့ယူကဆယ်ရဲ့အင်ကွင်းမှာဇက်တိုက်ပဲ fuan ကိုနိုင်တယ်၊ forest ကိုနိုင်တယ်၊ banfica ကိုနိုင်တယ်၊ carabao ကမှာ spao ကိုနိုင်တယ်။ယူကဆယ်ကအင်ကွင်းကတော့တကယ်ကောင်းတယ်။ဒါပေမဲ့သူတို့ရဲ့အဝေးကွင်း DR ဒီမှာအဝေးကွင်းမှာ champion league အဝေးကွင်း union saint ကို5-1နဲ့နိုင်ခဲ့ပွဲကလွဲပြီးတော့ဘယ်အဝေးကွင်းမှာ premier league မှာမနိုင်သေးဘူး။ပထမပွဲ၃ပွဲဆက်လိုက်တည်ကြတယ်။ သုံးဝက် clean sheet တည်ကြတယ်နောက်၄ဘွဲ့မြောက်မှာ brighton ကိုရှုံးထားတယ်ဆိုတော့ဒီချက်က newcastle ရဲ့နည်းနည်း tight game ပဲဒါပေမဲ့ခတ်တာကလည်း west ham ကအရန်ကြီးကို open ဖြစ်တဲ့အဖွဲ nuno ကတေချာပေါ့ west ham အသင်းကိုခံစစ်တေချာပြင်ဖို့ပြင်ရမယ်အဲ့ခံစစ်မပြင်တိုင်ပတ်မှာ ဝက်ဆန်ကသူတို့ရဲ့ London Stadium မှာ Newcastle ကို၃ပွဲကစား၂ပွဲရှုံး၁ပွဲသေးကျထားတယ်။လုံးဝကိုရလမကောင်းဘူး။ဒါပေမဲ့ Newcastle United ရဲ့အိမ်ကွင်းကိုပြီးခဲ့နှစ်ကသွားနိုင်ထားတယ်။အဲတုန်းက Lucas Paqueta တို့တွင်းနေချင်။ဒါပေမဲ့လက်ရှိနေထားရဝက်ဆန် United အသင်းရဲ့ form ကတော်တော်ကိုဆူဆူဝါပဲ။ဒါသူတို့မှာခံစစ်ကောင်းမရှိဘူး။တိုက်စစ်ကလည်းစိတ်မချဘူး။ Jerome Bowen တယောက်ပဲ။ Nicholas Pope ကိုလည်းအဓိကပြ Michael Antonio သူတို့ထုတ်လိုက်တာတော်တော်ပါတယ်။တိုက်စစ်တော်တော်လေးအားလျော့သွားတယ်။နောက်တစ်ခုကအခုချိန်ထိနီးပြားက defense shape ကိုမတီဆောက်နိုင်သေးဘူးမတီဆောက်တဲ့အတွက်ကြောင့် West Ham ရဲ့ခံစစ်က draw ကိုးတွေပေးနေရတယ်အချက်ပဲ Newcastle ကဘာဖြစ်ဖြစ်ကိုးတာမရတာသူခံစစ် solid ဖြစ်တယ်နော်ဟိုတနေ့ကကစားတဲ့ပွဲမှာ Julian Dan တို့ Guimaraes တို့တောင်တိုက်တာသူတို့နားပေးထားတာတောင်မန်နေလည်းဒီတိုင်းပဲ Anthony Gordon တို့ Mafi တို့တော်တော်များများနားထားတော့ Newcastle အတွက် chance ရှိတယ်လက်ရှိအနေအထားအရ West Ham ရဲ့ defensive unit ကစားပုံရရှိ West Ham အရနူနူအတွက်တည်ဖို့ခက်တယ် တေပဲသူအများဆုံးမျောရှိတယ်အနိုင်ရဖို့အမတန်ခက်တယ်ယူကာဆယ်ကစားပေါ့တခုပဲယူကာဆယ်ရဲ့ဒီအာတဲ့အဝေးကွင်းကလည်း shocking ရလက်ပဲဟိုပထမ၃ဘွယ်တေချပြီးဟိုတပွဲရှုံးထားတယ်ဆိုတော့ခမိုင်းရခက်တယ်ဝက်ဆန်အများဆုံးတေပဲမျောလိနိုင်ဖို့ရှိပြီးတော့ယူကာဆယ်တို့ရဲ့ chance ရှိတယ်အဲ့ပွဲက UK မှာဆိုရင်ကျွန်တော်နှစ်လေနှစ်နာရီပေါ့လေမြန်မာစံတော်ချိန်ည၈ခွဲမှာကံမယ် UK မှာနှစ်လေနှစ်နာရီမြန်မာစံတော်ချိန်ည၈ခွဲမှာကံမယ်ဝက်ဆန်ရဲ့ London City မှာကံမယ် နောက်တစ်ပွဲကတော့ Manchester City နဲ့ဘုံမောက်နဲ့ပွဲဘုံမောက်ကလက်ရှိပရီးမီးယားလိမှာအဆင့်နှင်းရနေတဲ့အသင်းရပ်ပတ်အားဖြင့်ဘုံမောက်က18မှတ်ရထားတယ် City က16မှတ်ရတယ်တကယ်လို့ City ကဘုံမောက်ကိုနိုင်ရဲ့အဆင့်နှစ်နေရာကိုတတ်လာနိုင်မဲ့ချန်ရှိတယ်တကယ်လို့ဟိုဘက်က Tottenham Hotspur Chelsea ကိုမနိုင်ခဲ့ရင် ဆိုတော့ဘုံမောက်ကလည်းမန်ချက်စတာစီးတီးကိုနိုင်လိုက်ရင်သူ့ရဲ့ပြိုင်ဘက်အသင်းတစ်သင်းကိုခြံထားခဲ့နိုင်တဲ့အချက်ဒါပေမဲ့မန်ချက်စတာစီးတီးကွင်းသွားပြီးတော့နိုင်ဖို့တော့ခက်ပါတယ်အခုဒီနေ့ရသည်ဆိုဖာမှာစီးတီးက၅ပွဲနိုင်တပွဲသည်၃ပွဲတောင်ရှုံးထားတဲ့အချိန်မှာဘုံမောက်ကတပွဲပဲရှုံးထားတယ်အဲ့ဒါကပွဲစဉ်၁မှာဟီပါဘူးကို4-2နဲ့ရှုံးတာအဲ့ပွဲဆိုလည်းတကယ်ဆိုတည်ရကြနိုင်တာဝက်ဘီကနေချာမှာဖက်ဒရီကိုခီးရေးစားနဲ့မိုဟာမက်ဆာလတ်ဆိုရဲ့ twin goal တွေကြောင့်ဆိုတော့အခုမန်ချက်စတာစီးတီးလိုပဲဘုံမောက်က၉ twin အကောင့်နဲ့စီးတီးက၁၈ goal twin ထားတယ်ဘုံမောက်က၁၆ goal twin ထားတယ်တပွဲကိုပြန် က်မြ average 2ကိုတွင်ထားပြီးတော့နှစ်သင်းလုံး clean sheet 4ပွဲစီရထားတယ်ဆိုတော့ Man City ကအခု Aston Villa ကိုပြီးခဲ့တဲ့ Premier League ပွဲမှာရှုံးလိုက်တာက Pep Guardiola နည်းနည်းတော့စဉ်းစားစရာဖြစ်လာတယ်သူတို့အမှတ်ထပ်လျော့တာနဲ့ Arsenal က runaway ဖြစ်သွားရင်သူတို့ live ပို့ခတ်သွားပြီအခုတော့သူတို့6မှတ်ဖြတ်ခံထားတာဆိုတော့ Arsenal ကအစိုးပိုင်းဖြစ်သူတို့ Burnley နဲ့ကန်ရမှာဆိုတော့ Arsenal ကသူ့လုံသူ့လုံပြီးတော့ Burnley ကိုနိုင်သွားရင်အဲ့မှာ automatically 6မှတ်ဖြစ်နေသူတို့3တောင်ကျလို့မရအောင်ကျရင်လက်ရှိနေထားရ10မှတ်ဖြစ်သွားမယ် နိုင်မပဲ6မှပြန်မှာဆိုတော့ Manchester တို့က pressure ရှိတဲ့အချိန်မှာဟိုဘက်ကဘုံမောက်က Newcastle ကိုအိမ်ဝင်းတည် Leeds ကိုတည် Crystal Palace တည်ဆိုတော့တခုတော့ရှိတယ်ဘုံမောက်ရဲ့အဝေးကွင်း form နည်းနည်းလေးတော့တို့အရင်ကြီးမကောင်းဘူးအဝေးကွင်းမှာဝေကမှာသူတို့ list ကိုတည်ကြတယ် list ရဲ့ဘွဲကသူတို့နောက်ကြကုန်နဲ့တည်ကြတယ် palace နဲ့ဘွဲကြတော့သူတို့နောက်ကြကုန်နဲ့သူတို့ကန်ဆိုပြီးတည်ကြခဲ့တယ်သူတို့ကဥဆောင်ပြီးတည်ကြတာဒါပေမဲ့သူတို့အိမ်ခွဲမှာ fuan ကိုနိုင်တယ်ဒါတစ်ဖက်က တော့ဒါ forest ကိုနိုင်တဲ့ဒီဘွဲပေါ့လေ adoni euraulai အတင်းတော်တော်ခမန်းခတ်တယ်သူတို့မှာ tavernia ရှိတယ်အခုလူငယ်ကစားမားလေးတယောက်ရှိတယ်တောက်လျှောက်ကိုသွင်းနေတာသူလည်းကိုသွင်းတယ် antwan samanyo ကိုသွင်းတယ်တောင်မန်တိုက်စစ်ဘုံဘောကလုံးဝမနစ်ကလူတွေရောင်းထားတယ်ခန်းစစ်ကြောင်းတစ်ကြောင်းလုံးနဲ့ကိုသမားရောင်းတာဘာပြောင်းလဲမှမရှိဘူးပိုကောင်းလာတဲ့အတင်းဖြစ်တယ် guardiola အတင်းကဟိုတနေ့က manchester city က သူတို့ရဲ့အဓိကကစားမဟာလန်ကိုအနာပေးထားတယ် Rinders ကိုအနာပေးထားတယ်ဆိုတော့ဂျာယက်မှာဆိုတော့ကျွန်တော်တို့အခု Ryan Chakishi က twin goal တွေရပြီ။ Omar Mamu goal တွေရလာအတွက် City တို့ RTA ဖြစ်လာနိုင်တယ်။ဒီနေ့သင်းထိတ်တိုက်စပွေးတဲ့အခါမှာအမြဲတမ်းအပြန်အလှန်သွင်းပေမဲ့ City ပိုကောင်းတာပေါ့လေ။ City ကမိနစ်ကဘုံးပေါက်ကိုအိမ်ခွဲမှာ3-1နဲ့နိုင်တယ်။ ိုးတစ်နှစ်က619နဲ့နောက်ဆုံးအင်ကွင်းနှစ်ပွဲကိုသူတို့99အတွင်းနဲ့2ကိုပြန်ပေးထားတယ်ပြဘုံပေါက်ကသူ့ခွဲမှာ41တပွဲရှုံးနဲ့10တပွဲရှုံးပြီးတော့မနစ်ကတစ်ချိန်ပဲ21နဲ့နိုင်ထားတယ်ဆိုတော့ပုံမှန်အဖြစ်ကဘုံပေါက်က မန်ချက်စတာစီးတီးကိုရလက်ကောင်းလို့မရှိဘူး။မနေ့ကတော့စီးတီးရေလို့မဟုတ်ဘုံနောက်ကအာဆယ်ကိုလည်းနိုင်တယ်မန်ချက်စတာယူနိုက်တက်ကိုလည်းနိုင်တယ်ချယ်ဆီလည်းနိုင်တယ်စပါအကုန်လုံးကိုသူတို့အိမ်ကွင်းမှာတုတ်တာ။ဆိုတော့ဘုံမောက်ဟာအခုအတင်းကြီးချင်းချင်းထိတ်တိုက်တွေ့နေတယ်သူတို့ကစားတက်သလိုအလယ်လက်အသိနေနဲ့ကစားတာလည်းကောင်းတယ်။ကစားအားကြောင့်ကြည့်ရင်တော့ဘုံမောက်ကောင်းတယ်။ဒါပေမဲ့မန်ချက်စတာစီးတီးကမှသူတို့အနိုင်ယူနိုင်တဲ့အရေးသွေးရှိမှသူတို့ကရှင်းတယ်ဗျာ။ခန်းစစ်ပိတ်ကစားတဲ့အသင်းမဟုတ်ဘူးလိုဘလော့ကစားတဲ့အသင်းမဟုတ်မစ်ဘလော့ကစားမှာစီတီကိုတိုးတူတူတိုက်ကိုတိုက်တိုက်ပါ ဆိုအဲ့ဒီချက်ကိုဟာလန်တို့ကောင်းကောင်းအခွင့်အရေးရနိုင်တယ်ဆိုဟာလန်တို့ space တွေနေရာလို့ဒီ chance တွေအများကြီးရနိုင်တဲ့ပွဲဖြစ်တယ်ဆိုတော့တခုပဲ Manchester City နည်းပြ Guardiola right line ဖြစ်ဖို့ဥမာ Doku နဲ့ Savin ညိုအတွဲပဲတုံးရမှာ Oscar ကို out အောင်မယ်ဝင်လေမှာကျွန်တော်အမြင်ဆိုရင်တော့ Ryder ရဲ့ Foden ရဲ့ဘာလို့ Foden နဲ့အာမကိုရအောင်ဘန်နာဒိုကြောက်လဲအရန်ကြီးကွင်းလေကိုဘလုံးစင်းစင်းယူပြီးတော့သူ့ရှာအရန်ပြောက်ဆိုဂိုးရဖို့ခတ်လို့နောက် rotary မပါသေးဘူးဆိုရင် Nico Gonzalez နဲ့ပဲကစားရမယ် နောက်ခန်းစစ်ကတော့ဒါအသိပ္ပူကစားကစားတိတ်ပြတ်တာဖြစ်ဆိုတော့ Manchester City firepower သူပြအဲလီဟာလန်ကိုဘုံပေါက်ထိန်းနိုင်မယ်ဆိုရင်သူတို့အတွက်ချန်ရှိမယ်မထိန်းနိုင်တော့ဒီပွဲက Manchester City ပွဲဖြစ်တယ်။ကစားမှာက City ရဲ့ Etihad ရဲ့ခွဲပါ UK ဆိုရင်ညနေ၄နာရီခွဲမြန်မာစံတော်ချိန်ည7နာရီမှာကမ်းမယ်ဆိုတော့စနေနေ့ကပွဲကောင်းနေကန်တဲ့အချိန်မှာတနင်္ဂနွေနေ့မှာဖီအားတွေများနေတဲ့ Nuno Espirito Santo ရဲ့ West Ham က Newcastle နဲ့တွေ့ပြီးတော့ မန်ချက်စတာစီးတီးကဘုံပေါင်းနဲ့တွေ့တယ်ပွဲကြီးပွဲကောင်းကျွန်တော်မန်တီမှာတပွဲရှိတယ်အဲ့ဒါကဆန်ဒလန်ကအင်ကွဲမှာအေဗာတန်ကိုအဲ့ခံပြီးသူကတော့မန်တီနိုင်ကြမှာမန်တီနိုင်မနက်တနိုင်းခွဲပေါ်လေဒါမန်တီနိုင်ကျွန်တော် UK မှာညာရှင်းနိုင်အဲ့ဒါမန်တီနိုင်ခွဲပေါ်လေဒါကတော့စူပါဆန်တီပွဲပေါ်လေနောက်တစ်ခုကသိထားမှာကဥရောပပွဲတွေရှိတဲ့အတွက်ကြောင့်ဒီအသင်းတော်များများကဥရောပပွဲတွေကိုလည်းတတိထားကစားဖို့ရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်